ြမနိုင်ငံမှာရောຫນွေဥတော်လန်ရေးအလွန် feminist နိုင်ငံခြားရေးမူဝါဒကျင့်သုံးနိုင်မလားပေါ့လေဒီလိုကျင့်သုံးနိုင်မှုဆိုရင်ကျမတို့ရေခမ်းမြေခမ်းကိုအရင်ဆုံးသေချာစိစစွာလေ့လာကြည့်ရပါမယ်ချက်ပထမဆုံးနိုင်ငံခြားရေးဝန်ကြီးဌာနပေါ့လေနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အတွင်းကိုယ်တိုင်မှာ gender ကွဲပြားဆောင်လည်မှုဘလောက်ရှိသလဲ gender ခြေပြုတ်ပြီးအာဏာပါဝါခွဲဝေမှုအတွင်းသဏ္ဍာန်ကရောဘလို့ချီနေရှိသလဲ gender နဲ့ပတ်သက်လို့တိမှု လက်ခံကျင့်သုံးမှုလေးစားသမှုအောင်ဘလောက်ကျေပြန့်ပြီဖြစ်တယ်လဲဆိုတာကိုသုံးသပ်ရမှာဖြစ်ပါတယ်။ဒီပြင်နိုင်ငံပြင်ပမှာတော့ feminist နိုင်ငံကြီးမူဝါဒယူကျင့်သုံးပါရဲ့ပြည်တွင်းလဲပြန်ကြည့်ရောအမျိုးသမီးနဲ့ main clean ငယ်တွေ LGBTIQ+ တွေနဲ့ခွဲခြားဖယ်ခြင်းဆက်ဆံခံအစုအဖွဲ့ marginalized groups တွေရဲ့အခွင့်အရေးကတိုးတက်မလာဘူး။အဲ့ဒီအခွင့်အရေးတိုးတက်လာဖို့လည်းမမြင့်တင်နိုင်ဘူး။အဲ့ဒီအခွင့်အရေးတွေအကူအညီဖြစ်စေမဲ့ တရားစီရင်ရေးစနစ်နဲ့ရန်ရားတွေလည်းမထွန်းကားဘူးဆိုရင် feminist နိုင်ငံခြားရေးမူဝါဒကြီးကနာမည်ကိုပန်းအောင်လေးဆိုးပြရတဲ့မပူပေါ့လေ um english လို့ပြောရင် pink washing ပေါ့နောက်တစ်ခုကတော့ကိုပိုင်အစိုးရအဖွဲ့ရဲမှာရောဘလောက်အထိ ခုနကပြောတဲ့ gender ကွဲပြားစုံလင်မှုကိုဘလောက်တံပိုးထားသလဲ gender ပေါ်အခြေပြုပြီးအာဏာပါဝါခွဲခွေမှုအသွင်သဏ္ဍာန်ကရောဘလို့ရှိသလဲဆိုတာကိုတေချာပြန်လဲစမ်းစစ်ကြည့်ရမှာဖြစ်ပါတယ်